အစ္စရေးကအီရန်ကိုဆက်လက်တိုက်ခိုက်နေမယ်ဆိုတာကအီရန်ကအမေရိကန်နဲ့ဆွေးနွေးမှုမှန်သမျှကိုပယ်ချတယ်လို့ဇွန်20ရက်မှာနိုင်ငံပါရုပ်သံနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာအီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်အာရချီကပြောပါရတယ်။ အမေရိကန်တွေကဆွေးနွေးရေးအတွက်ဆိုပြီးအလေးနက်ထားတဲ့တောင်းဆိုတာတွေကိုထပ်တလဲလဲသတင်းစကားပါနေပါဗျ။ဒါပေမဲ့ကျူးကျော်တာကိုမရက်သရွေ့တန်တမန်ရေးအတွက်ရောအပြန်လန်ဆွေးနွေးရေးအတွက်ပါနေရမရှိဘူးဆိုတာကျွန်တော်တို့ကရှင်းရှင်းလင်းလင်းပြောထားပါတယ်လို့ဥရောပနိုင်ငံသားကြီးဝင်ကြီးတွေနဲ့ဆွေးနွေးဖို့ဇွန်20ရက်မှာဂျနီဖာမြို့ကိုရောက်လာတဲ့အီရန်နိုင်ငံသားကြီးဝင်ကြီးကပြောပါဗျ။ပြည်သက်ဂျာမနီ၊ဗြိတိန်တို့ကနိုင်ငံသားကြီးဝင်ကြီးတွေနဲ့ EU တို့ကအစ္စရေးနဲ့အီရန်တို့တင်းမာမှုရှော့ချဖို့တောင်းဆိုခဲ့ကြပါဗျ။ဗြိတိန်နိုင်ငံသားကြီးဝင်ကြီးဒေးဗစ်လမ်မီက တန်တမန်ရေးဆိုင်ရာဖြည့်ရှင်မှုအောင်မြင်မှုနောက်လာမဲ့သတင်းနှစ်ပတ်ဟာအခွင့်အလမ်းတစ်ခုဖြစ်လာမယ်လို့ပြောကြားခဲ့ပါတယ်။၎င်းတို့ဟာဇွန်20ရက်ကဂျနီဗာမှာတွေ့ဆုံခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအီရန်အစ္စရေးပဋိပက္ခအတွက်တရားအစည်းအဝေးပြုလုပ်မှာဖြစ်ပါတယ်။